နူညက်ကိုယူရို35တန်ဝင်းကျင်နဲ့ကမ်းလန်းသွားဖို့စီစဉ်နေတဲ့အတလတီကိုမက်ဒရစ်အတလတီကိုမက်ဒရစ်တင်းကတော့လာမက်ဒရစ်မှာလီဗာပူးတင်းရဲ့တိုက်စစ်ကစားသမားဒါဝင်နူညက်ကိုပြောင်းရွှေ့ကြည့်ယူရို35တန်တန်40လောင်းနဲ့ကမ်းလန်းမှုပြုလုပ်သွားဖို့စီစဉ်နေတယ်လို့ပြည်တွင်းဘောလုံးသတင်းတောက်ဘင်ဂျက်ကော့ကဖော်ပြလာခဲ့ပါတယ်။ဥရုဂွေလည်းရင်းတဲ့တိုက်စစ်မှုနူညက်ဟာ2025နွေစည်းကမှာလီဗာပူးတင်းကနေရောင်းထုတ်ခံရနိုင်ဖွယ်ရှိလို့နူညက်ကိုကလပ်တင်းတော်တော်များများကခိုယူသွားကြည့်နေကြပြီးဒီတင်းတွေထဲမှာအတလတီကိုမက်ဒရစ်ပါပါဝင်လာခဲ့ပါတယ်။အသက်25နှစ်အရွယ်တိုက်စစ်မှုဟာ 2022ခုနှစ်ကမှဘေဖီကာကနေလီဗာပူးတင်းစီကလပ်ဆိုင်ချင်းတွင်ပေါင်းရွှေ့ခြင်းနဲ့ရောက်ရှိလာခဲ့တာဖြစ်ပြီးလက်ရှိမှာတော့နင်းညာလီဗာပူးကစားသမားဘဝတတိယရာသီကိုဖျက်ဆီးနေရပေမဲ့ဒီရာသီရဲ့အသင်းအတွက်ခုနကောသာတွင်းယူထားနိုင်တယ်လို့ပွဲကစားဝင်တွေလည်းအကန့်အသတ်နဲ့သာရှိနေပါတယ်။လီဗာပူးဘက်ကလည်းအသင်းမှာပုံမှန်ခြေစွမ်းပြဖို့ရုန်းကန်နေရတဲ့နင်းညာကိုအသင်းကနေရောင်းထုတ်ပြီးသူ့နေရာအတွက်တခြားသောတိုက်စစ်ကစားသမားတအူးကိုခေါ်ယူသွားခြင်းနေပါတယ်။ဒီလိုချင်းမျိုးရှိနေတဲ့နင်းညာကိုအတလတီကိုမက်ထရီပါဝင်အသင်းတော်တော်များများကစိတ်ဝင်စားနေကြပါတယ်။အတလတီကိုရဲ့တိုက်စစ်မှာအေဘရက်ဆော်လော့ခရစ်မန်စီမိုနီ ကော်ဗီယာတို့ရှိနေပေမဲ့လာမယ့်တွေမှာဂရစ်စမန်နဲ့ကော်ဗီယာတို့ကအတင်းကနေထွက်ခွာနိုင်တာကြောင့်အတင်းကစားဟန်နဲ့လိုက်ဖက်မှုရှိနိုင်တဲ့နူးညက်ကိုအလိုရှိလာခဲ့ပါတယ်။နူးညက်တော့ကိုလည်းယူရို35တန်းနဲ့ယူရို30လောက်နဲ့ကမ်းလှမ်းမှုစီစဉ်နေပါတယ်။ဒါပေမဲ့ဒီအပြောင်းအရွှေ့ကြေးလောက်နဲ့ဒါကမ်းလှမ်းမယ်ဆိုရင်တော့လီဗာပူးကတေချာပေါက်ပယ်ချနိုင်ပေမဲ့လီဗာပူးကလည်းအက်တလက်တီကိုရဲ့တိုက်စစ်ကစားသမားဂျူလီယန်အယ်ဘာရက်ကိုအလိုရှိနေတာကြောင့်အယ်ဘာရက်ကိုခေါ်ယူဖို့အတွက်နူးညက်ကိုပါအပြောင်းအရွှေ့ရဲ့ဒစိမ့်တစ်ပိုင်းအနေနဲ့အသုံးပြုသွားမလားဆိုတာစောင့်ကြည့်ရမှာပါ။ I'm going to kayak amal kecil kecil